ားလုံးမင်္ဂလာပါခင်ဗျာကိုခန့် Easter Football Show ကနေကြိုဆိုပါရစေကျွန်တော်ကိုခန့်ပါဒီကနေ့ရဲ့ဘောလုံးအပြောင်းအရွှေ့သတင်းနဲ့ပတ်သက်ပြီးတော့သုံးသပ်ဆွေးနွေးမှုလုပ်သွားချင်ပါတယ်ပထမဆုံးသတင်းကျတဲ့သတင်းကတော့ Liverpool နဲ့ Florian Vistor ရဲ့အပြောင်းအရွှေ့သတင်းဖြစ်ပါတယ်။သတင်းတနာအတော်များများမှာပုံစံအမျိုးမျိုးနဲ့ပေါ်ပြနေကြပါတယ်။ Florian Vist ကို Liverpool အသင်းကပြောင်းရွှေ့ခြင်းဘလောက်ဘလောက်နဲ့ကန့်လန့်ခဲ့ပြီး Florian Vis ကိုတနှစ်လောက်ခဘလောက်ပမာဏနဲ့သဘောတူညီမှုရရှိခဲ့ပြီးဘာညာစသဖြင့်သတင်းဖော်ပြမှုမျိုးစုံတွေ့ရပါတယ်။ဒါပေမဲ့အခုကျွန်တော်ဆွေးနွေးမဲ့ Daily Mail ရဲ့ဖော်ပြချက်ထဲမှာဆိုရင် Liverpool တင်းဟာဒီကစားသမားအတွက်တောင်းရွှေ့ခြင်းပေါင်တန်းတရာ plus အပိုပရိုဂရမ်တွေနဲ့ပေါင်ဆက်သုံးတန်းထပ်ပေါင်းပြီးတော့အလုံးပေါင်းပေါင်130 3သန်းနဲ့ Leverkusen ကိုကန့်လန့်မှုလုပ်ခဲ့ပါတယ်။ပေါင်၁33သန်းဆိုတဲ့အမောင့်ပမာဏကတော်တော်များပါတယ်။ယူရိုထက်ရောဒေါ်လာထက်ရောပိုများတဲ့အတွက်ကြောင့်ဒီအမောင့်ပမာဏကလုံးဝ Vistrat reasonable ဖြစ်တယ်။သို့တော့ Leverkusen အသင်းကတော့ဒီထပ်ပို့ပြီးတော့လိုချင်တဲ့အတွက် Liverpool ရဲ့နောက်ဆုံးကန်လန်ထားတဲ့ offer ကိုညှင်းဆို့ထားတယ်လို့သိရပါတယ်ခင်ဗျာ။ဆိုတော့တတင်းတွေကရှေ့ပြေးအနေနဲ့ ထွက်တာတွေကသဘောတူညီသွားတာတွေလည်းရှိတယ်ပြောင်းဖို့တေချာသွားတာတွေလည်းရှိတယ်အမျိုးမျိုးပဲကျွန်တော်ရကတော့တေချာအောင်တနည်းအားဖြင့် Vis Liverpool သင်းဂျာစီကင်ပြီးရိုက်တဲ့အချိန်အထိတစ်ချက်တော့စောင့်ကြည့်စည်းခြင်းတယ်ဒီလိုပြောလို့ Vis ကို Liverpool ကမခေါ်ယူနိုင်ဘူးလို့ပြောတာမဟုတ်ဘူးဒီချိန်မှာ Florian Vis တိ Liverpool ကို ရောက်ရှိဖို့အတွက်90ရာခိုင်နှုန်းတေချာနေပြီ Vis ပြောင်းမဲ့ တသင်းတဲ့သော club ကလည်း liverpool ပဲတခြား club မရှိဘူးအလောင်းအမောက်ပမာဏပေးပြီးတော့ vis ကိုလူလူချင်းချင်းကမ်းလှမ်းတဲ့ club ကလည်း liverpool တသင်းနဲ့ရှိတယ်ကစားသမားအသင်းကိုပြောင်းဖို့အတွက်စိတ်ချရမယ်အခြေအနေသို့တော့ကျွန်တော်တစ်ချက်စောင့်ကြည့်စီချင်တာကဒီကစားသမားကိုပြောင်းရွှေ့ကြည့်အမောက်ပမာဏဘလောက်အတိုင်းတာအထိ liverpool ကပေးချေရမလဲဆိုရဲအပိုင်းမဲ့အခုချိန်မှာပေါင်တန်းတရာ plus ပေါင်73သန်းဆိုတဲ့အမောက်ပမာဏနဲ့ပဲညှင်းညင်းနဲ့ agree ဖြစ်သွားမလားဒါမှမဟုတ်ရင် liverpool ဆင်းကထပ်တောင်းရင် ောင်းရင်းနဲ့ပဲအထက်ပိုများသွားမလားပဲကြည့်ရမှာပါဒီပြောင်းရွှေ့က break down ဖြစ်သွားဖို့လည်းမရှိပါဘူးအခုကြန့်ချာနေတဲ့သဘောတရား Liverpool ရဲ့မတော်မတရားပေါ့နော်အဲ့စကလုံးပဲတုံးရမှာဗျာ Vince ကိုပေါင်တန်းတရားဆိုရင်ဒါကိုက်ညီပါတယ်အဲ့လောက်ဆိုရင်ဒါ okay ပါတယ်သို့တော့ ေဗာကူဆင်အသင်းက vest အတွက်လိုတာထပ်ပို့ပြီးတော့ပြောင်းရွှေ့ခြင်းအမောက်ပမာဏကိုရယူလိုနေတဲ့အတွက်ကြောင့်မကြန့်ကြာသင့်ပဲကြန့်ကြာနေရတာဖြစ်တယ်လို့တော့ကျွန်တော်ယူဆမိပါတယ်ဒါပေမဲ့လည်းလေဗာကူကဒီထက်ပို့များတဲ့အမောက်ပမာဏပေးသွားဖို့မရှိတော့သလိုလေဗာကူဆင်လည်းဒီလောက်အမောက်ပမာဏနဲ့ပဲကျင်နဲ့ရဖို့ရှိပါတယ် vest နဲ့လေဗာကူတို့ရဲ့တရားဝင်ကြီးညာမှုကိုသိမကြခင်အချိန်တွင်ကြားဖို့ရှိပါတယ်ခင်ဗျဆက်လက်ပြီးတော့ဆွေးနွေးခြင်းတဲ့တဲ့ရင်ကတော့ Sky Sports ကဖော်ပြထားတဲ့ Arsenal အသင်းနဲ့ ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။အာစတင်အသင်းဟာစလိုဗေးနီးယားတိုက်စစ်မှုဘန်ဂျမင်ရှက်ရှ်ကိုကိုတရားဝင်ချင်းကပ်ခဲ့ပေမဲ့ကမ်းလှမ်းမှုတွေကိုတော့မပြုတ်လောက်ရသေးဘူးလို့ Sky Sports မှာ ဖော်ပြထားတာပါ။အဲ့တော့အာအီးဒီဘန်ဂျမင်ရှက်ရှ်ကိုစိတ်ဝင်စားနေတဲ့ခေါ်ယူမယ်ဗီဒီယိုကီအက်စ်တက်ကိုပို့ပြီးအလိုရှိတယ်ဆိုတဲ့သတင်းတွေကအာအီးဖန်တွေလည်းသိပြီးသားဖြစ်မယ်လို့ထင်တယ်။တိုးတော့ Sky Sports ရဲ့ဖော်ပြပုံမျိုးဆိုရင်သူကကမ်းလှမ်းမှုတော့မရှိသေးဘူး။သူတို့ပြန်ပြီးတော့ချိန်နေတဲ့သဘောမျိုးပေါ့နော်။ဈေးကိုတော့လာတောက်ကြည့်တယ် ခြေအနေဘယ်လိုရှိလဲဘင်ဂျမင်ရှက်စကိုရဲ့တောင်းရွှေ့ခြေကိုဘယ်လိုသတ်မှတ်ထားသလဲစသဖြင့်ပေါ့ဗျာသို့တော့တရားဝင်ကမ်းလှမ်းမှုပြုလုပ်ဖို့လိုတယ်တရားဝင်ကမ်းလှမ်းမှုလုပ်မယ်ဆိုရင်တောင်မှကျွန်တော်ပထမဆုံး offer ဟိုကိုက်ညီခြင်းမှာကိုက်ညီလိမ့်မယ်နှစ်ဖက်အသင်းရဲ့စိတ်နေသဘောထားအဲဒုတိယမြောက် offer အဲတတိယမြောက် offer စသဖြင့်အများကြီးလိုရမှာဆိုတော့အားကြီးဒီဘင်ဂျမင်ရှက်စကိုတော့မဖြစ်မနေခေါ်ရမယ်ဒီတိုင်းပြီးသွားလို့မရအောင်အဲ့တော့ Arsenal ပြိသက်တချို့တချို့တော့မဟုတ်ပါဘူးအားကြီးပြိသက်တွေကကိုယ်အသင်းရဲ့အထောက်တည်တယ်ဟာဒီဘဲတွေနောက်ဆုံးတော့လဲဟိုခေါ်မယ်ဒီခေါ်မယ်လို့ ပြောပြီးတင်မလားပြီးခဲ့တဲ့ရာသီကလည်း Rhyme Star လေးနဲ့ပဲချွေးသိခဲ့တဲ့ဘာညာထောက်ပြမှုလေးရှိတယ်မှန်ပါတယ်သို့တော့ကျွန်တော်ကတော့ဒီနှစ်ဘောလုံးရာသီမှာတော့ပြီးခဲ့သောဘောလုံးရာသီအထက် ပို့ပြီးမျောလင့်စေခြင်း။ဘာကြောင့်လဲဆိုတော့ Sporting Director Andrea Barta ဖြစ်တော့အဲ့တော့ Andrea Barta နဲ့ပတ်သက်ပြီးကျွန်တော်လည်းဒီတိုင်းဟို ပလိန်ပြောတာ။ Barta Atletico Madrid မှာကစားသမားခေါ်မှုတွေဘယ်လိုတွေလုံဆောင်ခဲ့တယ်။ရောင်းချမှုတွေဘယ်လိုတွေလုံဆောင်လက်ကြီး Sporting Director တယောက်။အဲ့တော့ကြောင့်လက်ရှိအချိန်မှာတရားဝင်ကမ်းလှမ်းမှုမပြုလုပ်ရသေးဘူး။ဘာညာဆိုတာကအကြောင်းရင်းတစ်ခုခုရှိလို့ခဏလေးဆောင်တိုင်းနေရလို့တော့ကျွန်တော်ယူဆတယ်။ဈေးမေးပြီးလှည့်ပြန်သွားမယ်အခြေအနေမျိုးတော့မရှိပါဘူး။ Yogesh မတိကြရတဲ့အခြေအနေမှာ Benjamin Shesh ကို Arsenal အသင်းအနေနဲ့ ေချာပေါင်းခေါ်ယူပါလိမ့်မယ်ကျွန်တော်ကတော့ Shashko အာကြီးခေါ်ယူနိုင်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်ဟုတ်ကဲ့တလက်ဆာရမီဆက်ပေးချင်တာကျွန်တော်အခုဒီလိုကိုကူညီပံ့ပိုးထားတဲ့ Football Game မှာ Football Game မှာ One Sport လည်းကစားလို့ရပါတယ် Promo Code ဖြစ်တဲ့ FPG အချီးစလုံး9 3လုံးကိုရိုက်ထည့်ပြီးတော့ကစားပေးပါဒီထက်ပိုပြီးတော့အသေးသေးကိုသိချင်တယ်ဆိုရင်တော့ဗမာမက်ကိုချောချော13လုံး39လုံးမှာဆက်သွယ်ဆုံးသံမေးမြန်းလို့ရပါတယ် Okay ဆက်လက်ပြီးဆွေးနွေးခြင်းတဲ့သတင်းက Manchester United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ ESPN ကဖော်ပြထားတာပါ။သတင်းတွေက up to date အမြဲပြောင်းလဲနေတယ်ပေါ့နော်ကျွန်တော်တို့အခုနောက်ဆုံးရထားတဲ့တချို့ source တွေထဲမှာ Brian Ambumo နဲ့ Manchester United တို့ personal terms agree ဖြစ်သွားပြီလို့ဟိုသတင်းတွေရထားတယ်အဲ့တော့ personal terms agree ဖြစ်တယ်ဆိုတာသူ့ကိုပေးရမယ့်လောကပမာဏဘာညာစုံပါမယ်ဗျာ details အတိအကျကြီးတော့မဟုတ်ဘော confirm တော့မဟုတ်ဘော Ambumo လို့ကျင်တဲ့လောကပမာဏတော့ဒီလောက်နဲ့သဘောတူညီသွားတယ်မဟုတ်ဘူး personal terms agree ဖြစ်သွားပြီလို့ပဲ သိထားတယ်ဖြစ်နိုင်ပါတယ်အဲ့ဒီသတင်းတွေကရှေ့ပြေးကောလာဟာလာအနေနဲ့ထွက်ပေမဲ့ Brian Ambumo ကလည်း Manchester United ကိုပဲလူလူချင်းချင်းပြောင်းရွှေ့ခြင်းနဲ့ကစားသမားတယောက်အခုဖော်ပြထားတဲ့သတင်းထဏာ ESPN မှာတော့ United တင်းကပထမ offer တရက်ကန်လန်းခဲ့တဲ့အချိန်เนาะပေါင်55သန်း Brentford ကိုပေးတယ် Brentford ကအဲ့ဒီပေါင်55သန်းကိုပယ်ချခဲ့ပြီးတော့ United တင်းဒီနောက်ထပ်5သန်းတိုးပေးတယ်ပေါင်တန်း60နဲ့ကန်လန်းမှုထပ်ပြုတ်လုပ်ခဲ့တယ်လို့သိရပါတယ်အဲ့တော့ပေါင်တန်း60က ဟိုကျွန်တော်တို့ကတော့များတယ်လို့ထင်ပေမဲ့သူတို့ကြိုက်လို့သူတို့ခေါ်တဲ့အတွက်ဒါကျွန်တော်တွေလည်းမှားတယ်မှန်တယ်တော့မပြောချင်ဘူးပေါ့ဗျာကျွန်တော်ကတော့ဟိုအံဘူးမိုးကိုပေါင်တန်း40နဲ့တန်း50ချာအမောက်ပမာဏတရလောက်နဲ့ရရင်တော့ဒါစွဲတင်တယ်ပေါ့လေအထက်များရင်တော့စဉ်းစားတင်တယ်လို့တော့ဟိုပြောခဲ့ဘူးတယ်ဒါပေမဲ့အခုချိန်မှာ United ကလိုလိုချင်ချင်ရှိနေတဲ့ အတွက်ကြောင့်ဒီပေါင်တန်း60ကိုဘယ်လိုမျိုးပေးမလဲပထမတရစ်ကိုဘယ်လောက်ပေးနောက်လာမဲ့အရစ်တွေကသူ့ရဲ့ခြေသွမ်းပေါ်မှာမူတည်မလားသူ့ရဲ့ဆွဲဆောင်ရေးပေါ်မှာမူတည်မလားဒီဘက်ကတော့တစ်ချက်စောင့်ကြည့်ရမှာပေါ့နော်အဲ့တော့တေချာတကူကတော့ United အသင်းဒီ Atkin Miffy နှစ်နေရာမှာတေချာပေါ့ကစားနိုင်မဲ့ကစားသမားတွေကိုအဓိကထားပြီးတော့ခေါင်းအားဖြစ်နေတယ်လို့ကျွန်တော်ယူဆပါတယ်အဲ့နောက်ဆက်တွဲမှာအနေနဲ့တန်တရားဝင်မိတာက Bruno Fernandes ရဲ့ အနာကအဲ့တော့ Fernandez ကိုကျွန်တော်တို့ထင်တယ်လို့မျိုးနမက်8နေရာမှာသုံးမယ်ဆိုတော့အတွေးခေါ်မျိုးကတက်ပြီးတော့မဖြစ်နိုင်ဘူးလားပေါ့ United fan တွေပို့တိမှာပါ Bruno ဒီနမက်8နေရာမှာကစားတာထက်နမက်10နေရာမှာကစားရင်ပို့ပြီးတော့နောက်ပိုင်းရာသီတွေမှာကောင်းတယ်အရင်တော့ Bruno ဆိုရင်တော့ကြိုက်တဲ့နေရာကစားကစားအဆင်ပြေတယ်ဗျာအခုအချိန်လေးမျိုးမှာနမက်10နေရာမှာပို့မယ်ဆိုရင်ပွင့်လေးပြောရင် Brian Ambumo ကိုမခေါ်ယူသင့်ဘူး Ambumo မလိုဘူးဗျာပြောချင်တာအဲ့တော့ Bruno ရဲ့အနာဂတ်အတွက်တစုံတစ်ခုစဉ်းစားထားလို့မြန် Brian Ambumo ရောမာတီးယပ်စ်ကူးညာရော ူးယူးမိုက်မိုက်ရရဲတင်းတင်းပေါ့နော်ခေါ်ယူနေတာလားဆိုတော့အပိုင်းလေးတော့ကျွန်တော်တွားပြီးတွေးမိတယ်အဲ့တော့တစ်ချက်ပြန်ထောက်ပြကြရရှိဟာအဲ့ဒါဆို bro brian and boomo ကိုဝင်းဘတ်မှာတုံးမလားဆိုရင်ကျွန်တော်တော့တုံးနိုင်ချင်မရှိဘူးလို့ထင်တယ်ဝင်းဘတ်အဖြစ်မကစားနိုင်ဘူးလားဆိုရင်တော့ကစားပေးကောင်းကစားပေးနိုင်မယ်ဒါပေမဲ့လည်း brian and boomo ရဲ့ပုံတရံဒီအဲ့လို defensive action တွေအရန်ကောင်းပြီးတော့လုံအောင်အပြည့်အီးတွေနဲ့ live stop ပေးနေတာမဟုတ်ဘူး။သူငငယ်တုန်းကတော့အဲ့လိုကစားခဲ့ဘူး။တိုးတော့အသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာ attacking action နဲ့ weight လည်းနည်းနည်းများလာတဲ့အတွက် ရှေ့မှာပို့နေတဲ့ကစားသမားအဲ့အတွက်ကြောင့်သူ့ကို AM နေရာမှာထားပြီးအာမဒီယာလိုဝင်ဘက်ပုံစံမျိုးထုတ်သုံးမဲ့အခင်းချင်းကိုတော့ပို့ပြီးတော့ကျွန်တော်မြင်နေတယ်အဲ့အတွက်ကြောင့် Brian Ambumo ကို United အနေနဲ့အသေးအံလိုက်နေတာလည်းဖြစ်ပါတယ်ပေါင်တန်း60နဲ့ဆိုရင်တော့ Brentford အသင်းလိုချင်တဲ့အမောက်ပမာဏနဲ့နှီးဆက်သွားပြီဖြစ်တဲ့အတော့အကြောင်းအန်ဘူးမိုးဒီ United အသင်းခေါ်ယူတဲ့ဒုတိယမြောက်ကစားသမားဖြစ်လာနိုင်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားကွင်းပြပါခင်ဗျာကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်